ဒီနေ့မှာခေါ်ယူထားတဲ့ကစားမတရရဲ့အခြေစွမ်းနဲ့ပတ်သက်လို့ခုလိုမှတ်ချက်ပေးလာခဲ့တဲ့ကပတိန်ကြီးဘရူနိုအားလုံးပဲမိတော်များမစ္စတာဖောဆောင်ကနေပြီးတော့ပြန်လည်ကြိုလိုက်ပါရစေ။ ဒီနေ့မှာ United ရဲ့ကစားမခွေမှုတွေနဲ့ပတ်သက်လို့ Karim G Bruno Fernandes ကအတော်လေးကိုအားရချင်နေနေပါတယ်။ဒီကြောင့်လည်းပတ်သက်လို့ Bruno ကကလေးရဲ့ရေးပါမှုကိုကောင်းကောင်းသိတဲ့ကစားမတွေကိုကျွန်တော်တို့ခေါင်းနိုင်ခဲ့လို့ထင်ပါတယ်။ကိုညာမှာကောင်းတဲ့ရေးချင်းရှိသလို Brian Amuma လည်းရှိပါတယ်။သူကဘောလုံးကိုင်ပြီးကစားဖို့မကြောက်နေဘူး။ဒီ Premier League အကြောင်းလည်းသိတဲ့ကစားမနှစ်ယောက်ကိုလည်းကျွန်တော်တို့ခေါင်းနိုင်ခဲ့တယ်။ပြီးတော့အရန်ငယ်ငယ်တဲ့ဂိုလမတယောက်နဲ့တိုက်စစ်မှုတယောက်ကိုလည်းခေါင်းနိုင်ခဲ့ပါတယ်။ Last Man ကအမကန်ကိုကောက်ကာကွယ်မှုတွေကိုပြုလုပ်နေတယ်လို့ Benjamin Shaw ကလည်းအရန်ကောင်းတဲ့အလုပ်တွေကိုလုပ်နေပါတယ်။သူကဂိုးတွေသွင်းယူပြီးပြီးပိုပိုပြီးဂိုးတွေသွင်းယူလာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်လို့ပြောလာခဲ့ပါတယ်။ Bruno Fernandes ရဲ့ဒီစကားကိုကြားရတာတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။ တယ်။သူကမန်ချက်စတာယူနိုက်တက်အသင်းရဲ့ကပ္ပတိန်ဖြစ်နေတဲ့သူ့မြင်တွေကိုရဲဝံ့ဝံ့ပြောကြားလာခဲ့တာပါ။ဘရူနဲ့ဒီစကားတွေကတာမန်မဟုတ်ပါဘူး။ဒါရီယာမန်ချက်စတာယူနိုက်တက်ရဲ့ပြန်လည်တည်ဆောက်ရေးပြွာကိုဖော်ပြနေတာပါ။ကလေးအေးပါမှုကိုကောင်းကောင်းသိတဲ့ကစားသမားတွေဆိုတဲ့စကားကဒါ United ရဲ့ရိုးရတန်ဖိုးတွေကိုနားလည်ပြီးချင်းမြတ်နိုးတဲ့ကစားသမားတွေကိုခေါင်းနိုင်ခဲ့တယ်လို့ယူညွန့်ချင်တာပါ Premier League အကြောင်းကိုသိတဲ့ကစားသမားဆိုပြီးကိုညာနဲ့ MMO တို့ကိုပြောဆိုခဲ့တာက Premier League ရဲ့ခက်ခဲမှုတွေကိုရင်းဆိုင်နိုင်ပြီးသားဖြစ်ကြောင်းတည်တည်ပြထားပြီးသားဖြစ်တာကိုဆိုလိုတာပါအသစ်ခေါ်ယူထားတဲ့ကစားသမားတွေနဲ့ပတ်သက်လို့ Bruno ရဲ့အမြင်တွေကို Champion ကြီးရမယ်ဆိုရင် ကိုညာနဲ့ပတ်သက်လို့ဘရာဇီးကစားမတွေရဲ့နည်းပညာကိုယုံကြည်တာ MO နဲ့ပတ်သက်လို့ကင်မရွန်သားကြီးရဲ့ကစားအားရင်ရန်ရန်တတိကိုမြင်တာဆက်ကွန်နဲ့ပတ်သက်ပြီးတော့ဆလိုဗေးနီးယားကစားသမားရဲ့ဖွံ့ဖြိုးမှုကိုယုံကြည်တာလက်စမန်နဲ့ပတ်သက်ပြီးတော့အိုနာနာတို့ကြောင့်စိတ်ပြက်ခဲ့ရတဲ့ကာလတွေကိုကျော်လွန်နိုင်ခဲ့ပြီလို့ရည်ရွယ်ပြောဆိုခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်အသင်းကလည်းရှိမှကြီးမားတဲ့ပြောင်းလဲမှုတွေကိုဖျက်ဆီးနေရပါတယ်။တိုင်းစစ်အားနည်းနေပြီးရာသီအလိုက်ကိုသွင်းနိုင်မှုအားနည်းနေတဲ့အနေအထားကနေရုံထွက်နိုင်မှုတွေအားယူနေရပါတယ်။ဝေချင်းကြီးကြီးမြုံနယ်မှုလွတ်လိုက်ပြီးမင်းထင်တဲ့လောက်အကျိုးမဖြစ်ထွန်းတာကများပြားနေတာကြောင့်ရည်ချင်းရှိသူကစားမတွေလိုအပ်နေပါတယ်။ဒီကြားထဲ FFP စီးမြင်နေကြောင်းဝေချင်းကက်ခဲရှိနေပြပါတယ်။ဒီအချက်တွေကြောင့် United အသင်းဟာရှိတာလေး ဲ့လှောက်အောင်ဝင်ရတာလေးနဲ့လှောက်အောင်စားဆိုပြီးတော့လောက်ရကန်ရတာအတော်လေးကိုချက်တင်နေပါတယ်အခုတော့စိတ်ထဲမကောင်းပဲအပြင်းကြီးပြဿနာရှာဖို့ပဲခေါင်းထဲရှိနေတဲ့ကစားမတွေကိုရှင်းထုတ်လိုက်နိုင်ပြီဖြစ်လို့ရှေးလျှောက်တော့တိုးတက်လာဖို့ပဲရှိပါတယ် လက်ရှိမှာလူငယ်ကစားမတွေကိုအားပြုခေါ်ယူထားတာကြောင့်ဖွံ့ဖြိုးမှုအလားအလာမြင်ပါတယ်ရေရှည်အတွက်အားကိုးလို့ရနိုင်မယ်ဘရိုနိုလိုကပတိန်ကြီးကတွဲကြုံရှိပြီးဦးဆောင်နိုင်စွမ်းရှိတယ်လူငယ်တွေကိုကောင်းဆုံးလည်းတွဲခေါ်နိုင်တယ်သူရဲ့အတွေ့အကြုံကိုကောင်းစွာဝေမျှပေးနိုင်ပါလိမ့်မယ်ပြန်လည်ဒီစာရေးစီမံကိန်းနဲ့ပတ်သက်လို့လည်းရှင်းလင်းတဲ့ပြောရှိနေပါတယ်ဒီနေရာမှာတခုပြောချင်ရှိတာကဘရိုနိုရဲ့ဒီစကားတွေကိုလက်ခံပေးလို့ရနိုင်လားဘယ်လိုသုံးသပ်ကြမလဲဆိုတာပါကစားမရေးချေမှုကဒီနေ့မှာတော်လိမ့်မှန်ကန်ခဲ့ပါတယ်ကိုအတွက်အမေရိကန်တင်တော်တဲ့ကစားမတွေကိုကြီးခေါ်ယူနိုင်ခဲ့ပါတယ်ကစားမတွေအားလုံးက United ရဲ့လိုအပ်ချက်တွေနဲ့ကိုက်ညီမှုရှိပါတယ်ဒါပြင်ငယ်ငယ်ပြီးဖွံ့ဖြိုးမှုအလားအလာကောင်းနေလည်းအများကြီးရှိနေပါတယ်ဒါပေမဲ့စောင့်ကြည့် ည့်ရမယ့်အချက်တစ်ခုလည်းရှိနေပြပါတယ်။ပရီးမီးယားရဲ့ဖိအားကိုရေရှည်ခံနိုင်ရရှိရလား။တရားစီကောင်းမဟုတ်ဘဲရာသီတိုင်းဒီလိုတတမတ်တဲ့အချိန်ဆွမ်းပြကစားနိုင်ကြမှာလား။ဒီကစားမတွေအား United အတွက်အနာဂတ်ကိုပြောင်းလဲနိုင်မလားဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။ဒီအတွက်အစိန်ကောင်းမှုတွေဖြင့်ကစားမအသင်းတွေပေါင်းစည်းဖို့အချိန်လိုအပ်တယ်။ United မှာကစားရတာကြောင့် media ဖိအားတွေပုံများတယ်။ ပြည်ထရီရဲ့မျောလင်းချက်တွေကြီးမာရင်ဒါတွေကိုကစားမသိတဲ့အနေနဲ့ကြော်ဖြတ်နိုင်မလဲလို့ပါရင်အချောအပြင်းပြောရမယ်ဆိုရင် Bruno Fernandes ရဲ့ဒီစကားတွေဟာ United အသင်းရဲ့ပြန်လည်တည်ဆောက်ရေးပြွာလမ်းကြောင်းပေါ်မှာရှိနေပြီဆိုတာကိုတသက်သေပြနေတဲ့စကားတွေပဲဖြစ်ကြောင်းပါအစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတည်ရှိပါရခင်ဗျာ